Hello အားလုံးမင်္ဂလာပါဘူပေါ်မချန်ကနေကြိုဆိုပါရစေ။အာဆင်နဲ့အသင်းရဲ့ဒီနီယာဒီအပြောင်းရွှေ့เนาะကျွန်တော်နှီးကွေးနေတဲ့အချိန်မျိုးမှာလက်ရှိဇူဘမဒီနဲ့ပတ်သက်လို့ဗောနော်စာချုပ်တွေလက်မှတ်တွေရေးထိုးပြီးသွားပြီဆိုပြီးတော့ Fabrizio Romano ကပြောလာတယ်။အာဆင်နဲ့ပတ်သက်ပြီးတော့ကျွန်တော်နည်းနည်းလေးပြောကြည့်အောင်။ဆိုတော့လက်ရှိဗောနော် Romano ပြောထားတာကအာဆင်နယ်နဲ့ Real Sociedad တို့ကတော့ဇူဘမန်ဒီရဲ့အပြောင်းအရွှေ့အတွက် ကျွန်တော်တို့ဒီဇူဘမန်ဒီရဲ့အပြောင်းအရွှေ့ကိုအပိတက်နိုင်ဖို့အတွက်လိုအပ်တဲ့ပေါ့နော် စာရွက်စာတမ်းတွေကိုလက်ရှိမှာလက်မှတ်တွေကိုစီထိုးပြီးသွားကြပြီဖြစ်တယ်ပေါ့ဇူဘမန်ဒီအနေနဲ့ကျွန်တော်တို့ဒီဟိုလန်ဒန်ကိုပြောင်းလာဖို့အတွက်လှုပ်ရှားရှိတဲ့အဆင့်တွေကိုသူလုပ်နေပြီးတော့အာဆင်နယ်ရဲ့ဒီနွေရာဒီအပြောင်းအရွှေ့ပထမဆုံးခေါ်ယူမှုဖြစ်လာမှာဖြစ်တယ်ပေါ့နော်ဆိုတော့ဒီအတွက်အာဆင်နယ်ရဲ့ဘက်ကတော့ပြောင်းရွှေ့ကြီးယူရို64ဒဏ်65ဒဏ်ခန့်ကို installment အနေနဲ့ပြီးချေကြရတယ်ဆိုပြီးတော့ကျွန်တော်သိရတယ်ဆိုတော့ Arsenal က Zubimendi ကိုခေါ်ယူနိုင်ခဲ့ပြီဆိုတဲ့သဘောပဲဒီနေရာမှာကျွန်တော်ပြောချင်တာက Arsenal ပြည်သက်တီအနေနဲ့ပေါ့နော်ဘလူးမြင်ကြလဲတော့မသိဘူး Arsenal ဘာတွေလုပ်နေတယ်လဲပေါ့ Arsenal ဘာတွေလုပ်နေတယ်လဲဘာလို့လဲဆိုတော့သူများတွေလိုမျိုး Club World Cup လေကန်ရတာမဟုတ်ဘူးပြားသေးလား AECC ပဲကိုမှနေနေရတာဒါအပြင်ပြီးခဲ့တဲ့3နှစ်လုံးလဲ Champion ဖြစ်ဖို့အတွက်လက်တကန်းလေးတွေအလူအဆင့်နှစ်နဲ့တင်သိမ်းခဲ့ရတဲ့ကာလတွေရှိနေပြီ3နှစ်စလုံး အခုချိန်ထိအပြောင်းရွှေ့အလုပ်လုပ်တဲ့နေရာမှာတကယ်ဖလားလူကြီးနေတဲ့အတင်းတင်းပုံစံမျိုးနဲ့အားပြေတာရှိမနေသေးဘူးဒီနေရာမှာကိုရီတင်းလည်းအဲ့လိုပါပဲဒါပေမဲ့လို့ပြောရလက်ရှိ United ဆိုတာကပြီးခဲ့တဲ့ရာသီမှာမပြောချင်မပြောမယ်အဆင့်15နဲ့ရာသီတင်းခဲ့တာကျွန်တော်တို့တွေလက်ရှိဒီချိန်မှာဖလားတွေပါနေမျောလင်းရမှာမဟုတ်ဘူးဆိုတော့ကိုရီတင်းကဘောနောပြဿနာမရှိဘူးပြဿနာမရှိဆိုကျွန်တော်တို့မှာဘာမှတဲကြလက်ရှိမျောလင်းထားတဲ့ရာကျွန်တော်မရှိလို့ပဲဆိုတော့ကိုရီတင်းအနေနဲ့ဘောနောအကစားမအပြောင်းရွှေ့တွေအတွက်ခေါ်ရမယ့်နေရာမှာလဲငွေတွေလည်းမတက်နိုင်ဘူး ာဥရောပဝင်ခွင့်မလင်းကျွန်တော်မရဘူးကိုရီတင်းကပူတော်ဆိုးသေးတယ်ဒါပေမဲ့လို့အာဆင်နယ်အတွက်ကျတော့မဟုတ်တော့ဘူးအာဆင်နယ်ဟာချန်ပီယံဖြစ်ချင်တဲ့အသင်းတစ်သင်းအနေနဲ့ပြုမှုမှကျွန်တော်တို့ရမှာအခုလက်ရှိလက်ရှိအာဆင်နယ်ရှင်ပြန်ရမယ့်အသင်းဆိုတာကကျတို့မန်ချက်စတာယူနိုက်တက်တို့ဘာလို့မဟုတ်တော့ဘူးအခုအာဆင်နယ်ရှင်ပြန်ရမယ့်အသင်းကချယ်ဆီတို့နော်မန်ချက်စတာစီးတီးတို့လီဗာပူးတို့ဒီအသင်းတွေနဲ့ကျွန်တော်တို့ကအာဆင်နယ်ရှင်ရမှာဖလားရဖို့အတွက်ချန်ပီယံစလိတွေပါတယ်ထားအောင်နော်ပရီးမီးယားလိဂ်ကိုကျွန်တော်ရဖို့အတွက်ဆိုရင်ဖလားရဖို့အတွက်အာဆင်နယ်ဟာ ဒီအသင်းနဲ့ရှင်ပြိုင်ရမှာဆိုအာဆင်နယ်ကအဲ့ဒီပြိုင်ဘက်ဒီအလုံးလို့တဲ့တိုင်းလုံနေသလားဆိုတော့လေလုံမနေပြန်ဘူးစဉ်းစားကြည့်ပြအခုအာဆင်နယ်ဒီအပြောင်းရွှေ့ဇူပါမန်ဒီရဲ့အပြောင်းရွှေ့ဆိုတာဒီຫນွေမှမဟုတ်ပြီးခဲ့တဲ့ဇန်နဝါရီကလေးကမင်းအပြောင်းရွှေ့ကပြီးပြီးသားဇန်နဝါရီမှာလဲဇူပါမန်ဒီပဲနော်ပြီးလို့ရှိရင်မေမှာလဲဇူပါမန်ဒီပဲဂျွန်မှာလဲဇူပါမန်ဒီပဲဖြစ်နေတာအခုရှိလာမဲ့လာတွေဆိုဘယ်လိုလုပ်မလဲအခုဒီတိုက်စစ်မှုတယောက်ကိုခေါ်ဖို့အတွက်လုပ်နေတာဘင်ဂျမင်ဆက်စကူလာနော်အိုအိုဂီယိုခရက်စ်လာဘာတော့မသိဘူးအခုချိန်ထိ ရောက်မလာသေးဘူးအာဆင်နယ်ပြိသက်တွေမြင့်တော့ဘယ်လိုပြောမလို့ဟိုဒေါသထွက်မယ်ဆိုလို့ရှင်လည်းထွက်เสียပဲလက်ရှိအီဒူဒူဘာလို့အလုတ်လုတ်ပုံနေနေပတ်တယ်လို့ပြိုင်ဘက်တွေကိုကျွန်တော်တို့ကြည့်ကြည့်လိုက်ဗျာလီဗာပူးသင်းเนาะပြီးခဲ့တဲ့ရာသီပရီးမီးယားလိချန်ပီယံဖြစ်တယ်ဒီတိုင်းရက်မနေဘူးဟိုဂျာမန်ဖရင်ပေါင်ကိုကျွန်တော်တို့ကအစားထိုးပလိုက်တယ်တန်30နဲ့အဲ့ဒါပြီးတာနဲ့မိုင်လိုကာကက်စ်ကိုသူတို့အစားထိုးပလိုက်တယ်အော်ရောဘတ်ဆန်တို့ပါလို့နေရာမှာလေရောဘတ်ဆန်တို့ကတော့ဆက်ရှိတုံးပေါ့ဒါပေမဲ့ပြောချင်တာကချန်ပီယံဖြစ်ထားတဲ့အသင်းဟာ ကိုကောင်းတဲ့ကစားသမားတွေနဲ့အစားထိုးနေပြီနောက်ထပ်ထပ်ပြီးတော့ဖလားတွေယူဖို့အတွက်အခုဆိုလို့ရှိရင်နော်ဆန်ဂျင်နီပြောင်းရွှေ့ခြင်းနဲ့ Florian Vies တို့လိုကစားသမားမျိုးတွေကိုကျွန်တော်တို့ကလုံးဝဒီခေါ်ပြီးသွားပြီ official ကြေညာပြီးသွားပြီဒါအပြင်ခံစစ်မှာလည်း Crystal Palace က Gay Hugo နဲ့သူတို့ကခေါ်ဖို့လုံနေတော့ဒါဒီပြီးခဲ့တဲ့နှစ်က Champion ဖြစ်ထားတဲ့အသင်းတော့ပြီးခဲ့တဲ့နှစ်က Champion ဖြစ်ထားတဲ့အသင်းအခုလက်ရှိကျွန်တော်ထပ်ပြီးတော့အားမရဘူးသူတို့ထပ်လိုချင်နေသေးတာသူတို့အလုပ်လုပ်တဲ့ပုံစံတွေကိုကြည့် ူတို့လည်းပဲအာဆင်ရဲ့လူပဲကလပ်ဘောကတ်ဒီဘာတွေစိတ်ပူစရာမရှိဘူးလေဒါပေမဲ့လို့အခုအချိန်မှာလှုပ်တဲ့အပြောင်းအရွှေ့ကိုခက်မြင်မြင်လှုပ်နေတာဗျလာမယ့်ရာသီအဆင်သင့်ပိုကောင်းတဲ့အသင်းဖြစ်ပြန်ဖြစ်ဖို့အခုလက်ရှိမန်ချက်စတာစီးတီးကိုကျွန်တော်တို့ကြည့်ပြီးခဲ့တဲ့ရာသီမှာတော်တော်ကိုတိုင်ပတ်ခဲ့တဲ့ရာသီကိုသူတို့ကြုံခဲ့ရတယ်အဲ့တော့ဘာလို့လဲဇန်နဝါရီမှာမင်းကလည်းဇန်နဝါရီမှာမင်းတန်းရာချီသုံးပလိုက်တယ်ဟုတ်တယ်မလားနောက်ထပ်ကစားမသုံးအောင်ထပ်ခေါ်တယ်ဒီတိုင်းနေပြီးလားဆိုတော့မပြီးဘူးကလပ်ဘောကတ်ကံရအောင်ပဲပြဿနာမရှိဘူးအဲ့ဒီအမီကိုပဲကစားမ၄ရောက်ထပ်ခေါ်ပလိုက်တယ် ဆိုတော့အာဆင်နယ်ရဲ့အဓိကပြိုင်ဘက်တွေကဘယ်လိုပြောမလဲပူကောင်းတဲ့အသင်းဖြစ်လာအောင်ရပြီးသားဖလားနဲ့တွေပူပြီးတော့ဖလားတွေရဖို့ဖြစ်လို့ဘယ်လိုပြောလို့အသင်းအဲ့ဖလားတွေရနိုင်တဲ့အသင်းတင်းဖြစ်လာအောင်ကိုစီကြိုးပမ်းနေကြတဲ့အချိန်မှာအာဆင်နယ်ကအခုချိန်ထိကျွန်တော်တို့ကဘာအလုပ်လုပ်တာမှကျင်းနေစရာမရှိသေးဘူးကျွန်တော်ဖြစ်နေတာအခုဆိုလို့ရှိရင်ကျွန်တော်တို့ကတွေ့နေရပြီပါလေလာမယ့်ရာသီအတွက်နော် လာမယ့်ရာသီအတွက်ကျွန်တော်တို့က ဟိုပွဲဆဆာချင်းယာဒီဆဆာချင်း၅ပွဲမှာဆိုလို့ရှိရင်တော်တော်ကိုခက်ခဲတဲ့ပွဲစဉ်တွေကိုသူတို့ကြုံရမှာအဲ့ဒီအတွက်အာဆင်နယ်ကပြင်ရဆင်ရတော့မှာဗျာယာဒီဆဆာချင်းအဖွင့်မလာဘူးဆိုလို့ရှိရင်ဒါတိုင်ရပတ်အောင်မယ်ဆိုတော့တေချာတော့တစ်ခုကတော့ပြီးခဲ့တဲ့ယာဒီကတော့မှအဲ့ဒီအသင်းတွေကိုမရှင်နိုင်ဘူးပေါ့နော်ဟိုချန်ပီယံအတွက်ကျွန်တော်ဒုတိယနေရာနဲ့ဒါပေးသိင်းခဲ့ရတယ်ဆိုလို့ရှင်ပူကောင်းအောင်အဲ့ဒီအသင်းကြီးကလှုပ်လှုပ်နေတဲ့အချိန်အာဆင်နယ်ကဒီဆုံးဒုံရင်ကဒုံရင်ပဲဆိုလို့ရှင်ဘယ်လိုသွားရှင်ကြမလဲ အာဆင်နယ်ဖလားရဖို့အတွက်ဆိုလို့ရှင်ပြောတာအာဆင်နယ်ကအခုချိန်မှာဟိုကျန်တဲ့ကျန်တဲ့အရာတွေခေါင်းလေးထည့်ရမှာမဟုတ်ဘူးဗျာပရီးမီးယားလိနဲ့နီးစက်တဲ့နီးစက်တဲ့နောက်ရသည်နောက်ရသည်ဆိုတာမျိုးကလည်းအခုလက်ရှိ300ရာသီမြောက်ကိုကျွန်တော်ရောက်နေပြီနော်အခုနောက်နောက်ရမယ်လာပြီဆိုတာ400ရာသီမြောက်ကျွန်တော်ဖြစ်နေပြီဆိုတော့ဘယ်မှာလဲတိုက်စစ်မှုတိုက်စစ်မှုလူပါတယ်လူပါတယ်လူပါတယ်ဆိုပြီးတော့ပြောနေကြတာဘယ်နေရာသည်ကျွန်တော်ရှိပြီလဲတိုက်စစ်မှုမခေါ်ဘူးဘယ်နောက်ခံကစားမားတွေခေါ်လိုက်ကွင်းလေတွေခေါ်လိုက်ကျွန်တော်ရောက်လာတာနော်ပြီးခဲ့တဲ့နေ့ကကျွန်တော်တို့ကမယ်ရီနိုကိုကျွန်တော်တို့ခေါ်တယ်အခုဇူဘမနီကိုခေါ်တယ် နောက်နေကြလို့ရှိရင်မြင်ဟိုဆိုစီတဲ့ဥက္ခရာကိုခွန်မဲ့ချင်နေမျိုးမှာရှိတယ်။သိလား။အာဒီတာအနေနဲ့ဒါမှမဟုတ်စပိန်စပိန်ကမင်းမင်းမင်းစပိန်သားဖြစ်ရင်ပြီးရောဆိုပြီးတော့ခွန်မဲ့နေထားမှာကျွန်တော်တို့ရှိတယ်။နော်မာတင်နယ်လီတို့နေရာတွေမာတင်နယ်လီတို့နဲ့တင်ကျင်းနေနေလို့မရတဲ့အချိန်မျိုးမှာအခုချိန်ထိဘာမှမထွက်ဘူး။နီကိုဝီလျံစ်ကိုတကယ်စာချုပ်ပါရောကြီးပြပြီးခေါ်လို့ရရဲ့တဲ့နဲ့မခေါ်ဘူး။အခုဆိုဟိုကစားမကဘာစီကိုပြောင်းတော့မယ်။အဲ့စာချုပ်ပါရောကြီးနဲ့ပဲ။ဇူဘမန်နီကိုခေါ်ပြီးနေတာ6လလောက်ရှိပြီ။အခုမှကြီးညာနိုင်တယ်။ ဒါမှမဟုတ် official မဟုတ်သေးဘူးနော်နော်လက်မှတ်ဒီပိုင်းထိုးပြီးတာပဲကျွန်တော်ရှိသေးတာအပြောင်းအရွှေ့တွေကြည့်ရမလားအဆင်ပြေမနေဘူးဗျာပြီးလို့ရင် Chelsea တို့ဘာကိုကျွန်တော်ကြည့်ကြည့်ဗျာအပြောင်းအရွှေ့တွေဘလို့လုတ်လုံနေတယ်သူတို့ဒီအဲ့ဒါမလားနော်သူတို့ဒီတချို့လုတ်တဲ့လုတ်ဆရာကြီးတဲ့ exam တွေနော်လိုအပ်ပါတယ်ဆိုတဲ့ exam တွေသူတို့ခေါ်ထားနေကြတာထပ်ပြီးတော့လေသူတို့ရောက်လာအောင်မှာဇန်နဝါရီမှာတော့ငါလည်းအချို့ခေါ်ခဲ့တယ်ဒီຫນွေမှာလည်းခေါ်နေကြပြီနော်သူတို့အာဆင်နယ်ဒီနဲ့ဖလားရဖို့ဂျူပန်မဲ့ကာလာမျိုးပေါ့နော်ဒါအပြင်လာမယ့်ရာသီကအာတီတာအတွက်နော်ဘယ်သူမှသီးခံကြတော့မယ်လို့ကျွန်တော်မထင်ဘူး အာဒီဒာနီနဲ့ကျွန်တော်ကဘယ်နှစ်မြောက်ကိုကျွန်တော်ရောက်လာပြီလဲလာမယ့်ရာသီဆိုလို့ရင်9နှစ်လား6နှစ်လားရောက်လာပြီဗျာရောက်လာတဲ့အချိန်မှာနော်ခေါ်ခဲ့တဲ့ကစားမတွေကလည်းလိုအပ်တယ်ဆိုတော့တိုက်စစ်မှုကျွန်တော်ရှိမနေဘူးပြီးခဲ့တဲ့ရာသီတွေကတော့ okay ထားတော့တိုက်စစ်မှုမရှိလို့ injury ပြဿနာတွေကြုံလို့နော်ဇာလီဘာလို့အနီကက်တွေထိလို့ဂါဗရီယယ်တို့နော်ကျွန်တော်ဒါဒဏ်ရာတွေရလို့ဟလာနော်ရှစ်ရာသီတွေမှာထားလိုက်ဟိုရှစ်ရာသီတွေကျတော့လည်းထားလိုက်ဘူးအစင်းနဲ့နဲ့ရာသီသိမ်းခဲ့တာဘာညာကက်ကလေးတွေဘာညာလာမယ့်ရာသီကြလို့ရှိရင်ဘဲအာဆင်နယ်ပြိတ္တမှန် ဟိုအများစုကဗောနော် အာတီတာတွေသိပြီးတော့တီးခံကြလိမ့်မယ်လို့ကျွန်တော်မထင်ဘူးဘာလို့လဲဆိုတော့အခုချိန်မှာလှုပ်တင်လှုပ်ထက်တဲ့အပြောင်းရွှေ့တွေလှုပ်မနေသေးလို့ပဲဒီနေရာမှာအာတီတာကိုအပြစ်တင်ရတာလည်းဟုတ်ချင်ဟုတ်မယ်အီဒီရူဘာတို့ကိုအီဒီရူဘာတို့ကိုအပြစ်တင်ရတာလည်းဟုတ်ချင်ဟုတ်မယ်ဒါပေမဲ့လို့ဒီချိန်မှာဒီဇူဘမန်ဒီတယောက်ထင်းနဲ့ကြီးနေနေလို့ကျွန်တော်မရဘူးအာစနီဟာငွေကြီးလက်တက်နိုင်စွမ်းရှိတဲ့တဲမှာပါတယ်ဥရောပဝင်ဝင်ရထားလဲအတင်းလေးဖြစ်တယ်ပရီးမီးယားလိဂ်ကိုစိန်ခေါ်နိုင်စွမ်းရှိတဲ့အတင်းဆိုတာလဲပြီးခဲ့တဲ့300ဒီစလုံးတက်တည်ပြပြီးသွားပြီး လီဗာပူးသင်းနဲ့ပဲလိုက်ပြီးတော့ fight တယ်မန်ချက်စတာစီးတီးနဲ့လည်းလိုက်ပြီးတော့ fight တယ်ဒါပေမဲ့အဲ့ဒီနှစ်သင်းစလုံးကပိုကောင်းအောင်လုပ်နေကြပြီဆိုတော့လာမယ့်ရာသီမှာအာဆင်နယ်ကအဲ့ဒီနှစ်သင်းနဲ့ကျွန်တော်တို့ fight ရတော့မှာဒါပေမဲ့အဲ့ဒီတည်းမှာမှာအလုတ်လုတ်တာသူတို့ပဲအနောက်နှေးနေတာအာဆင်နယ်ဟာဖလားလူချင်းနဲ့အသင်းတသင်းပြပြီးသူတို့ကလုတ်ပြနိုင်မှကျွန်တော်တို့ရမယ်ပြုမှုနိုင်မှကျွန်တော်တို့ရမယ်အခုကကဇူဘမန်တီနဲ့တင်ပတ်နေတာအာဆင်နယ်ဘာဆက်လုပ်မလဲအာဆင်နယ်တင်းရဲ့ပြည်သက်ဒီနေနေရော ဒီတိုင်းသာဆက်သွားမယ်ဆိုလို့ရင်လာမယ့်ရာသီမှာဘာမျိုးလင်းချက်တွေရှိကြလဲလာမယ့်ရာသီပြင်ရောအာဒီတာရဲ့အနာဂတ်အတွက်အဆုံးဖြတ်ဖြစ်လိမ့်မယ်လို့ကျွန်တော်ထင်ကြလားလက်ရှိအနေနဲ့အပြောင်းအရွှေ့တွေနဲ့ပတ်သက်လို့ရှိရင်အာဒီတာတို့ပေါ့နော်ကျွန်တော်ကအပေါ်မှာမူတည်သလားဒါမှမဟုတ်ဆိုလို့ရှိရင်အီဒူတို့ဘာလို့ကျွန်တော်ပေါ့မူတည်ရဲ့လို့ညီကလို့ထင်ကြလားအခုကအီဒူရောဟုတ်သေးရဲ့လားကျွန်တော်တို့ဒီအက်တလက်တီကိုကနေပြောင်းလာတယ်သူလားလို့လေဆိုတော့အာဆင်နယ်ရဲ့အပြောင်းအရွှေ့တွေဘာကြောင့်အက်တလောက်ဒီနောက်နှီးနေတယ်လို့ညီကလို့ထင်ကြလဲဒါဟာအာဒီတာရဲ့အနာဂတ်ကိုအများကြီးထိခိုက်လာနေတယ်လို့ကျွန်တော်ထင်ကြလား ဆွေးနွေးကြပါအားလုံးကိုကျေးဇူးများကြီးပါတယ်